Hello အားလုံးမင်္ဂလာပါ United Show ကနေယူဆိုပါတယ်ဆိုတော့အသင်းရဲ့ကွင်းလေကစားမဖြစ်တဲ့ Casemiro ကို Manchester United ကလက်ရှိလောက်ခလာစာနေတော့တတမတူးခြင်းဘူးပေါ့နော်အဲဒါပေမဲ့လည်းလို့ Casemiro ရဲ့ဘက်ကလောက်ခလာစာရှော့ယူမယ်ဆိုရင် Manchester United ရဲ့ဘက်ကတတန်းဆက်ပြီးတော့တူးသွားဖို့အခြေအနေရှိနေတယ်ဆိုပြီးတော့တယောက်ချောက်ကျွန်တော် report တွေထွက်လာတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါပထမဆုံးအနေနဲ့ကတော့ ဒီဘလူးရောင်းလည်းကက်စမီရိုရဲ့ဘက်ကတော့မန်ချက်စတာယူနိုက်တက်နဲ့တက်တန်းတူးကျင်တယ်လို့ယူနိုက်တက်ရဲ့ဘက်ကလည်းကက်စမီရိုကိုတက်တန်းဆက်ပြီးတော့တူးကျင်နေတဲ့ဟိုအထူးသဖြင့်လောက်ခလာစာကတပတ်ကို3သိန်းခွဲ3သိန်း9000ခွဲတော့ဖြစ်နေတယ်ဆိုတော့ယူနိုက်တက်ရဲ့ဘက်ကတော့ကက်စမီရိုအနေနဲ့စာချုပ်တာတက်တန်းတူးကျင်နေဆိုရင်လာစာရှော့ယူစီကျင်နေပေါ့နော်လာစာရှော့ယူရင်ယူနိုက်တက်ဘက်ကတက်တန်းတူးနိုင်ဖို့ရှိတယ်ပေါ့ဒါပေမဲ့လောက်ကက်စမီရိုရဲ့အနေနဲ့ကသူ့အနေနဲ့လက်ရှိပေါ့နော်လောက်ခလာစာကိုရှော့ယူဖို့စန်တာရှိမနေဘူးပေါ့ လောဒီမှာတော့ရှေ့ဆက်ဘာတွေဆက်ပြီးတော့ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာမှန်ပြီမဲ့လေလို့ကောနော်ကက်စီဒီတက်တန်းတူးခြင်းနဲ့လာဇာရှော့မြူခြင်းမူယူနိုက်တက်ကလည်းတက်တန်းတူးခြင်းနဲ့လာဇာတော့ရှော့ယူရမယ်ဆိုတဲ့သဘောမျိုးပေါ့ဒါနှစ်ဖက်စလုံးမှာတော့လာဇာအနီထားကိုအဆင်မပြေဖြစ်နေပြီးတော့နှစ်ဖက်စလုံးကတော့တက်တန်းတူးခြင်းနဲ့ဆိုတဲ့ဘက်မှာတော့ကျွန်တော်ရှိတယ်ဆိုပြီးတော့လက်ရှိမှာ TND Sport ရဲ့ correspondent နဲ့ဖြစ်တဲ့ Fred Cardira ကကျွန်တော်သာပြောထားတယ်ဆိုတော့ဟိုဒီကွင်းလေကွင်းလေပြည်တနာကကျွန်တော်တို့မှာတအားကြီးလွန်ပါတယ် အခုလက်ရှိကျွန်တော်တို့ကဗောနောအသင်းမှာတက်တန်းတူးကျင်နေဆိုတဲ့ကစားမားတွေကိုကျွန်တော်ကြည့်လိုက်ရင်ကျွန်တော်တို့အနာဂတ်ထဲမှာအစီအစဉ်မရှိတော့တဲ့ကစားမားတွေဖြစ်နေတယ်။ဒါပေမဲ့ဘရူနိုဖရန်နက်စ်ကိုကျွန်တော်တက်တန်းတူးမယ်ဆိုလို့ရှိရင်လည်းပဲတကယ်တမ်းတွေးကြည့်ရရင်အသင်းဘက်ကသူ့ကိုအနာဂတ်ပလန်နေတဲ့ထည့်ထားတယ်ဟေ့ဆိုရင်တော့မှအလွန်ဆုံးကောင်းလာနောက်ထပ်နှစ်နှစ်ပေါ့ဟုတ်တယ်မလား။ဒါစီကျွန်တော်တို့ရဲ့ရည်ရှိပလန်လေးကိုထည့်လို့မဖြစ်တော့ဘူး။ကက်စမဲရိုဆိုလို့ရှိရင်ပူတော်ဆူးသေးတယ်ဗျ။ပြီးခဲ့တဲ့ရာသီဒီကလေးကကျွန်တော်လက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းတာ။ လောက်ခလာစာတွေမပေးကျင်လို့သူကိုယ်တိုင်ကကမ္ဘာဖလားအတွက်ဆက်ကစားကျင်သေးလို့ဒီလိုပရီးမီးယားလေးမှာသူဆက်နေကျင်ခဲ့တာအသင်းနဲ့လည်းတက်တန်းကျင်နေတဲ့အခါကျတော့အယောင်းဝယ်ကဘလို့မှမဖြစ်ခဲ့ဘူးဒါပေမဲ့လို့ကျွန်တော်တို့မှာအများကြီးအနာဂတ်မှာအစီအစဉ်တွေရှိပါတယ်ဆိုတော့ကိုဘီမင်းနူးတို့လိုကစားမားတွေလုံးဝနေရာမရဘူးเนาะဒီကစားမားတွေကိုကျွန်တော်လက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းနေတယ်နောက်ထပ်ဒီလိုမျိုးအားနည်းနေပါတယ်ဆိုတဲ့နေရာတွေမှာကွင်းလေလိုအပ်ချက်ရှိနေတော့တကယ်ပြန်ပြီးတော့ကွင်းလေကစားမားတွေခေါ်ဖို့နဲ့ပတ်သက်ပြီးတော့လေအတင်းဘက်ကဘလူးမန်ကျူးပန်းနေတိုင်းမျိုးကျွန်တော်မတွေ့ရဘူး တော်တော်လေးစိတ်ပူစရာပါတော်တော်လေးစိတ်ပူစရာပါဒါကြောင့်အတင်းအနေနဲ့ကျွန်တော်ကတော့ဘောနော်ဒီကွင်းလယ်မှာဆိုလို့ရှိရင် ပြဿနာတွေအကြီးကြီးတွေတက်နေတယ်ဘောနော်ဒီတဲကမှခက်စမဲရိုးကိုတက်တန်းတူးဖို့ကျူးပန်းတာဟာလုံးဝဖြစ်တဲ့နယ်လို့ကျွန်တော်မထင်ဘူးလောလောဆယ်အတင်းရဲ့ဒီယာဒီမှာဆိုလို့ရှိရင်ကက်စမဲရိုကအရေးကြီးတဲ့ကစားမတယောက်ဆိုတာတော့ဒါညင်းလို့မရဘူးပေါ့နော်။ဘာဖြစ်နေလဲဆိုတော့ကက်စမဲရိုထွက်သွားရင်ကက်စမဲရိုကိုလူစားလဲလိုက်ရင် သူတို့ကဘလို့ဖြစ်သွားလဲဆိုတော့လုံးဝအချိန်ကြီးမကောင်းတော့အတင်းကရှုံးပွဲတွေပါကြုံလာပြသေးလားနော်ပြီးလေးရတဲ့ဥဆောင်ကူရထားတဲ့ကိုကြီးပြန်ပြီးတော့ကိုကြီးပြီးရတာမျိုးတွေကျွန်တော်တွေ့ရတယ်အများကြီးပဲအဲ့လိုတွေကျွန်တော်တွေ့နေရတာဒါပေမဲ့လို့ကျွန်တော်အထင်ကတော့ United အနေနဲ့ကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်ဒါကက်စမဲရိုကိုတဒန်2တင်းနေတဲ့မှာပါတော့လေလို့မထင်ဘူးတပတ်ကို3,000 9,000ခွဲဗျာသူ short ယူတယ်ထားအောင်တော့ဘလောက်ယူမှာလဲမသိရမှာနောက်3,000 short ယူပြခဲ့2,000 9,000ခွဲဖြစ်နေဦးမှာ အသိ9000ခွဲဆိုရဲလောကလာဇာဟာအရန်ကောင်းပါတယ်ဆိုတော့ prime player တယောက်ကိုကောင်းကောင်းပေးလို့ရတဲ့အနေထားမျိုးကက်စမဲရိုလိုမျိုးပေါ့နော်ဟိုလက်ရှိအသင်းရှိတဲ့ကစားမားတွေလဲလောက်မှာအဆင်ပြေနေုံလောက် performance မျိုးမဟုတ်ဘူးဗျာထားပါတော့ကက်စမဲရိုဆိုတာကလက်ရှိကောင်းနေတယ်ဆိုတာနော်အရန်ကောင်းနေတာမဟုတ်ဘူးကျွန်တော်တို့မှာအဆင်မပြေတဲ့ကစားမားတွေများတယ်အဲ့အဲ့ဒီတဲမှာ तू ကထိုးထွင်နေတာလောက်ပဲရှိတာတကယ်တကယ်ကောင်းနေဆိုတဲ့ကစားမားတွေကြားထဲမှာ तू အဆင်ပြေချင်မှပြေတော့မှာ မကောင်းတဲ့ကစားမတွေကြားထဲမှာထိုးထွင်းနေုံတော့ပဲရှိတာဒီလိုကစားမဖြစ်သူကိုကျွန်တော်တို့ကဒါတက်တန်းဆက်ပြီးတော့တူဖို့ဆိုတာမျိုးကအသိအနေနဲ့တော်တော်ကြီးကိုအေးဆုံးအောင်ကြာလွန်နေပေါ့နော်နောက်တစ်ခုကလौခလာဇာတွေပေါ့နော်ကျွန်တော်တို့တော့လौခလာဇာတွေကောင်းတယ်မကောင်းဘူးဆိုတာထက်ဒီဘယ်လိုပြောမလဲဘယ်လိုပြောမလဲဆိုတော့ဟိုဒီလိုပုံစံမျိုးကိုကျွန်တော်တို့အနေနဲ့တက်တန်းတူဖို့ကျူးပန်းနေဆိုတာကဘလို့မှအဆင်မပြေတာဗျာဒီလားဘလို့မှအဆင်မပြေတာအဲ့တော့ United အနေနဲ့ကျွန်တော်ကတော့အဲကက်စမဲရိုးကို လုံးဝတတန်းတိုးတင်နေလို့မထင်ဘူးကက်စမဲတို့ကိုလောက်ခါလာစာရှော့ယူပြီးတော့တတန်းတိုးဖို့ပလန်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့မိထားတင်နေလို့ထင်တယ်တကယ်တကယ်ကောင်းတဲ့ကစားမားတွေကိုကျွန်တော်တို့ဒါကျူပန်းတင်နေဒါပါတော့ Ilio Anderson ကိုကျွန်တော်တို့ခေါ်မယ်တန်းယာချီကုံမယ်ပေါ့ဗျာ Carlos Baleba ကိုခေါ်မယ်60ကုံမယ်ပေါ့ဟာလားနော် Warden ကိုခေါ်မယ်တန်းယာချီကုံမယ်ပေါ့ဒါမျိုးလို Casemiro ကိုပေးရမယ်လောက်ခလာစားတွေဒီဒီကစားမားတွေကိုအများကြီးရှော့ပြီးတော့ပြပလက်လို့ကျွန်တော်ရတယ်အများကြီးပူကောင်းတဲ့ကစားမားကြီးနဲ့စားထုတ်လဲလို့ရတယ်အကြောင်းလက်ရှိကွင်းလယ်မှာ ကျွန်တော်တို့ကက်စမဲရိုကအဆင်ပြေလို့ဖြစ်နေပြီမဲ့တက်တန်းတူဖို့အတွက်ကြိုးပမ်းသင့်နေတယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူးကက်စမဲရိုရဲ့ဘက်ကတော့တက်တန်းတို့တူချင်တယ်လောက်ခလာစားရှုံမြူချင်ဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်နေတော့ညီကတို့ဘလို့မင်းကြလဲနောက်ဆွေးနွေးကြပါအားလုံးကိုချစ်သမီးများကြီးပါတယ်